ဒဏ်ရာများသည်အလွန်စိတ်ညစ်စရာကောင်းသောပြဿနာတစ်ခုဖြစ်ပြီးအင်းသည်ယောဂရှိပြဿနာတစ်ခုဖြစ်သည်ဟုတ်ပါတယ်ဒဏ်ရာအတွက်ဖြေရှင်းနည်းတစ်ခုရှိပါတယ်ဒါကြောင့်ပထမဦးစွာဒီဒဏ်ရာဘာကြောင့်ဖြစ်ပေါ်လာသလဲဆိုတာသတ်မှတ်ရပါမယ်ဒဏ်ရာဖြစ်ပေါ်လာရတဲ့အကြောင်းရင်းကဘာလဲဒါကဘာကြောင့်မပြောက်ကင်းမဲ့အဆင့်တစ်ခုကိုရောက်နေပြီးအပြည့်အဝမပြောက်ကင်းနိုင်တဲ့အခြေအနေကို ရောက်နေတယ်လဲဒါကိုယောဂရှိအဆင့်လို့ခေါ်ပါတယ် ဒါကြောင့်အဲ့ဒီယောဂရှိဖြစ်ရတဲ့အကြောင်းရင်းကိုသတ်မှတ်ပြီးအကြောင်းရင်းကိုကုသပြီးဒဏ်ရာကိုပျောက်ကင်းစေဖို့အစင်းမြင့်ဒဏ်ရာကုသမှုဤပညာများကိုအသုံးပြုရပါမယ်။ဒါကြောင့်ဒဏ်ရာကိုကုသခြင်းသည်ဒဏ်ရာရှိနေသော နေရာကိုသာအာယုံဆိုင်ခြင်းမဟုတ်ဘဲတစ်ခုလုံးကိုအာယုံဆိုင်ရပါမယ်။ကျွန်ုပ်တို့ခေါင်းပါခြေထောက်အထိဒါကြောင့်လူနာကို အတွင်းမှအပြင်ထိကျမ်းမာစေပါ။ဒါကြောင့်ဒဏ်ရာရှိသော လူနာများတွင်အသေးပြက်တနာကြောက်ကပ်ပြက်တနာ ကြီးချိုမထိန်နိုင်ခြင်းနှလုံးပြက်သနာအိုခန်စွာအပြက်သနာအိုခန်စနစ်ကိုယ်တိုင်တိုက်ခိုက်သောယောဂများရှိနိုင်သည်အားကြောင့်ဒါရီကဒဏ်ရာချစ်ပေါ်ရတဲ့အကြောင်းရင်းတွေပါဒါကြောင့်ပထမဦးစွာဒီဒဏ်ရာကိုဖြစ်စေတဲ့အဓိကအကြောင်းရင်းကိုသတ်မှတ်ပြီးအဲ့ဒီအကြောင်းရင်းကိုပြစ်မှတ်ထားပြီးကုသရပါမယ်ဒါကြောင့်ဒံယာကိုကုသခြင်းသည်သူတို့သည်ကျုံတို့စီတို့ရောက်လာသောအခါသူတို့၏အခြေအနေမိတို့ပင်ဖြစ်စေကျွန်ုပ်တို့သည်အ ਨੇ ဆုံးဘေးပတ်မှအများဆုံး ကျဲနှစ်ပတ်အထိကြာမြင့်ပြီးလိုအပ်ပါကဖွဲ့စိတ်ကူတောက်မှုများသို့မဟုတ် အထူးပြုဒဏ်ရာပြုကျင်ထိန်းသိမ်းမှုများကိုအသုံးပြုကာသူတို့၏ဒဏ်ရာများကို ကူတာပါသည်ဒါဟာဒဏ်ရာကိုကူတာခြင်းတာမကပါဘူးနောက်ဆက်တွဲဆောင်ရှောက်မှုသည် အလွန်လိုအပ်ပါသည်လူနာကိုနောက်ဆက်တွဲဆောင်ရှောက်ရမည်ဖြစ်ပြီးထိုကဲ့သို့သောဒဏ်ရာများအချစ်ပေါ်စေရဲ့ ပင်ကြားရဲ့အဖွဲတစ်ခုရှိရမည်ဖြစ်ပြီးသူတို့ဒီလူနာကိုတင် जा ပေးပါမည်ကျုပ်တို့ဒီလူနာများကိုနောက်ဆက်တွဲဆောင်လျှောက်ပြီးဘန်ရအအတွက်အကောင်းဆုံးကိုပြုလုပ်ပါမည်ဒါကြောင့်ကျုပ်တို့ကိုဘန်ရကူတာသူများဟုဝမ်းမြောက်စွာခေါ်ဆိုပါသည်ယေရှုတင်ပါသည်